နေဘူးရေကဆောင်းပါမပန်ဝီနေဘူးရေကမေဆောင်းပါလီနေဘူးရေကမေဆောင်းပါလီတူတူတူကကိုရဲ့ပေါလစ်စပေါ်နာမေမေမောင်မေမဆိုးရပါဘူးဟောကဘိုင်လာပြင်ညာလဲကွာဒီမှာသတင်းကြည့်ရကြတယ်မှာသတင်းမှာလဲမြို့ငါပြောမယ်ရောင်ဟိုပြောရချင်တယ်ငါတို့ဒီဘက်ကနေငါတို့ဒီစကမဘက်ကနေပြီးတော့ငါတို့ဘက်ကနေပြီးတော့အများနဲ့လော်ဝေးနေတဲ့

ตาหนีပြီးတော့ तू อ่ะบาပြောเลยตัวตู้อเมเออตู้อเมก็อ่ะแหละว่าแหละโหอเป็ดไม่เตียพั้นขันหน้าอ่ะเลยบ่กว่าตู้อเมอํานวยต้องเปลี่ยนลบไปบ่สู้ပြီးတော့ดิตยุทธตมราก็ตั้วပြီးတော့โหต้องสู้เลยบ่ต้องสู้ตินน่ะบ่ต้องสู้ตินน่ะบ่ตะเกเรนเนี่ยดิโหตาดาลบไปตินเนี่ยดิบ้ามาเลยกว่ามาบ่กวยเลยบ่งาပြောงาสกามาปี้ได้กูไอ้โหลตั้วต้องสู้เราไอ้นักงาပြောเลยกูลอบีลอบีอ่ะบาပြောเลยมัดหลูเลยโหมีบ่าซินกูจิ้มมะสากว่าโหตูอ่ะแหละโหบาไม่หลบไปอ่ะมาเลยบ่เนาะบาโหบาไม่ตั้วต้องต้องสู้อ่ะล่ะเลยบ่บาไม่หลบไปอ่ะมาเลยดิอเป็ดสิโหลพั้นหน้าอเป็ดตาบ่ အဖြစ်ရှိလို့ဆိုတော့ तू ကလက်ပေးလက်ယူမှုနေတဲ့ဒါဟိုထောင်ချတာလားပေါ့နော်အဲ့တော့ဘာလို့လွတ်ပေးရမလဲဆိုပြီးထလောနေတယ်ဟာဒီကုံကောပြောရဲလိုက်တော့ဟဲ့လက်ပေးလက်ယူမှုဆိုတဲ့ဟာကိုလည်းကြည့်အောင်လေမင်းမိဘမိဘချင်းကိုကြီးမစားအဲ့ဒါပြောတာနော် ပြောတဲ့ကောင်ပြောတဲ့ပါဇက်ကပြောထွက်ရဲတယ်နော်ငါပြောရမယ်ဒေါ်ဆန်းစုကြည်ပိုင်တဲ့ဟိုတယ်မြန်မာပြည်မှာရှိလားမရှိဘူးလေဒေါ်ဆန်းစုကြည်ပိုင်တဲ့ကုမ္ပဏီရှိလားမရှိဘူးလေเออ तू ป่ายใส่มุไม่ใช่ดุตาเกินเนี่ยคอมมูนิยอရှိล่ะဒီမှာဘာဘယ်လိုရှိမှာဟိုတယ်ရောရှိလား မွေးပေါ့မေဘလို့နောက်ပြီးတော့သူတို့ရဲ့ဟိုဗာလဲဟိုသာတားစီမျိုးဆက်နော်ဘုကြောင့်ဆိုင်ပိုင်တဲ့ဟိုတယ်ရှိလားမရှိဘူးလေကုမ္ပဏီရှိလားမရှိဘူးလေအေးကဲအဲ့ဒါဆိုပြောရမယ်ဆိုရင်တို့တက်ချုပ်ကြီးတက်ချုပ်ကြီးကဟူအာနာမသိငင်ကပိုင်ဆိုင်မှုနဲ့အာနာသိမ့်ပြီးပိုင်ဆိုင်မှုဘယ်တော့များလဲနှစရောင်ဖြစ်လာအဲ့ကောင်အဲ့ဒီဟာကျတော့မပြောဘဲနဲ့တကယ်ဟိုဘာမဟုတ်တဲ့မိဘချင်းမဆန္ဒလူကြီးစကားမပြောဘူးကွာဒီကောင်ငါပြောတာအဲ့ဒါအခုတက်ချုပ်ကြီးရဲ့ဟိုသူ့တားသူတို့မိသားစုတွေရဲ့ဒီကုမ္ပဏီတွေဆိုတာငါတို့မြန်မာနိုင်ငံမြေပုံမင်းကြိုက်တဲ့နေရာကိုထောက်လိုက် ဘယ်မျိုးမှမလို့ဘူးသူတို့ရဲ့လုပ်ငန်းလောက်ွက်တွေကြီးပဲအဲ့လိုလူမျိုးကြတော့ဘာမှမပြောဘဲနဲ့အခုငါကုံကုံပြောမယ်ကွာဒီဒေါ်သန်းစုကြည်อืมသူပိုင်နေဆယ်ပေမြေကွက်လေးတစ်ခွက်တောင်ရှိလားငါ့ကိုပြောအေးရှိလားဒီကုံလေးအဲ့ဒါကိုမဟုတ်ဘဲနဲ့လာပြီးတော့လောင်းနေတာသူကကုံလေးကတော့ဘာဒီဆယ်ပေမြေကွက်လဲငါကြားတယ်နော်ငါကြားတယ်ငါကြားတယ်မဟုတ်ဘူးလေဘာမင်းကတစ်ခါခါကြားရင်မင်းတို့ကနေပြီးတော့ဟိုတရင်မဲပြောပောက်ခွေးရလေးတယ်မင်းတို့ရှာတန်းကလေးတို့ကတရင်မဲပြောတာတရင်မဲပြောနေတာလေတရင်မဲပြောနေတာအခုကျွန်တော်တို့ဘက်ကနေပြောပါဟို ကျွန်တော်ပတ်စံပေးထားလို့ဟိုလော်ဘင်းနေတယ်လော်ဘီအမားတို့ရဲ့ဟိုတောက်တိုင်ကြီးနေပါလဲဟိုဟိုပါကျော်နုဆိုတာကျော်ရင့်ဆိုတာမသိဘူးတောက်လိုက်ပါတောက်လိုက်ပါတောက်လိုက်ပါဟားလို့မရဘူး तू ကအခုပောက်ပြ40တိပြောနေတယ်ဗါရဲ့ဩငါတိတယ်ငါတိတယ်ဒီကောင်ကနေပြီးတော့ငါတို့ဘက်ကနေရလို့ငါတို့ဘက်ကနေဖိပိတ်ညင်းပေးနေတာဟာဟုတ်ပါပြီဟုတ်ပါပြီငါတို့ဘက်ကဖိပိတ်ညင်းပေးနေတာမင်းကွာဟိုငါတို့လက်တစ်ခါကျရင်ကိုချင်းစာပါတယ်ဒါလှုပ်ထားတာတက်ချုပ်ကလှုပ်ထားတဲ့ကိစ္စနော်အသက်ရွယ်ကြီးနေပြီပါအသက်80ကျော်ခွာပြီးထောင်ထဲထည့်လာတာ မေချင်းကိုချင်းစာပါလားဒီကောင်ချက်ပြီးအဲ့လောက်ပြောတော့မကောင်းတော့ဘူးကွာမှန်လေလေအဲ့ဒါကို तू ကနေပြောဟွာတရုတ်အစိုးရကိုသွားပြီးတော့တောင်းဆိုတယ် तू ဟိုဒေါ်ဆန်းစုကြည်ရဲ့ဒါအဲ့ဒါကို तू ကဒီတရုတ်အစိုးရကိုသွားမဟုတ်သွားတောင်းဆိုတာလေဒီတရုတ်အစိုးရကိုသူတို့ဘာလုပ်ပေးနိုင်လို့လဲအော်ရရဒီကျွန်တော်မြန်မာနိုင်ငံဟိုအရေးကိုသူကဝင်မစုဖတ်လို့မရဘူးဗာညာဆိုပြောနေတာအေးဒီကောင်ကအလားထမင်းစားပြီးကြီးတဲ့ကောင်မဟုတ်ဘူးလေကွာအဲ့လိုထမင်းစားပြီးကြီးတဲ့ကောင်မဟုတ်ဘူးငါတို့ဝင်ကြီးဟောင်းနေပြီးတော့ပြောသွားတာရှိတယ်လေအဲ့လေ တရုတ်ကိုအမြဲတမ်းကြောက်နေရပါတယ်ဆိုတော့သူကပြောသွားတယ်တိုင်းသိပြည်သိပဲတရုတ်ကနေပြီးတော့တရုတ်အကူညီကြောက်ဟွငါတို့ဘာလို့ရခဲ့လဲလာရှူယူငါတို့ပြန်ရပြန်ရခဲ့လေသူတို့တိုက်လို့ကြောက်မေးယူငါတို့ပြန်ရခဲ့ဟုတ်တယ်ဟုတ်တယ်ငါတို့ဘက်ကတိုက်လို့ရတာမဟုတ်ဘူးနော်ဟုတ်တယ်ဟုတ်တယ်ငါတို့ကတိုက်လို့ရတာမဟုတ် အဲတရုတ်ရဲ့ဖီအားကြောင့်ငါတို့ကပြန်ရလိုက်တာအခုအဲ့ဒါကိုဘာလို့ရဒီလော်ဘီကဘာလို့ပတ်စံပေးပြီးခိုင်းထားတဲ့လော်ဘီကဘာပြောလဲဆိုတော့တရုတ်ကားတဲ့တရုတ်ကိုသွားပြောအောင်တရုတ်ကကျွန်တော်မြန်မာနိုင်ငံရဲ့ကြီးရေးကိုဝင်ရောက်ဆုတ်ဖက်လို့မရဘူးပါလေပြီးပြီနဲ့ဩသူကပြီးပြီနဲ့ပတ်စံရလို့ပြောနေဒီကောင်ကထမင်းစားပြီးကြီးတဲ့ကောင်မှမဟုတ်တာကွာကြီးစားကြီးတာလေအဲ့တော့အဲ့တော့ဒီလိုမပြောနဲ့ပုံမှန်တစ်ခုလောက်နဲ့6လောက်လောက်ဆွဲထည့်ထားလိုက်ပြီးအောင်ဘာလို့ဆွဲလို့မရဘူးဒီကောင်ကအဲ့လိုမျိုးတရုတ်ကနေပြီးတော့လော်ပေးလိုက်တယ်ဒီကောင်နေချင်းချင်းနဲ့ရန်ဖြစ်တာပဲ ကောင်းပြူနဲ့လေကောင်းချင်းချင်းနဲ့ညံပြစ်တာပဲအာအသက်မပြည့်သေးတဲ့ငါးနှစ်ကလေးလေးကိုမရင်းချင်းနဲ့ဘာဖြစ်နေကြောင်ဒီကောင်းချင်းချင်းနဲ့ညံပြစ်တာအဲ့လိုဥစ္စာဖြစ်အောင်လို့ဒီဘက်ကနေပြောဒီကောင်းကြီးကလှုပ်နေရတကယ်လည်းဖြစ်ခဲ့တယ်လေဟုတ်ပါဘူးတကယ်လည်းဖြစ်တယ်ဆိုတော့တရားဖို့တရားဖို့လိုက်ဖို့နေတာဟုတ်ပါပြီဟုတ်ပါပြီအဲ့လိုမျိုးပြောရမယ်ဆိုရင် ပြည်သူလူထုကနေပြီးတော့ဒီဘက်နိုင်ငံရေးဘက်ကိုသိစိတ်ဝင်စားပဲသူတို့ပြစ်တယ်ကပွဲတွေပွဲတွေပေါ့သူတို့ပြောတဲ့ဥစ္စာကိုစိတ်ဝင်စားအောင်လို့လုပ်နေတာအဲ့လိုတွေပြောနေတာတမလေးပြောတော့ကိုဘောကိုအထက်ထက်မှနေလို့နော်တွက်ချုပ်ကြီးလေးပြောနော်ဟိုချိုးသွားတည်သွားရှောက်မသွားနဲ့လို့ဟောဒီဟောအပြင်းမဲမထွက်ရဲဘူးလေကွာဒီဟောအပြင်းမဲမထွက်ရဲဘူးဒီဟောအပြင်းမဲထွက်လေကားတွေကနေကားပြင်ကိုထွက်တာမြင်ဘူးလားอืม ကားနဲ့ညီတော့ဟောဦးစားရင်ငါလိုက်နေပြီကျွန်တော်ကားနဲ့အပြင်မထုတ်ရကျွန်တော်ဘယ်ရောက်နေလဲကျွန်တော်ကျွန်တော်နေပြီးတော့ဘယ်နားမှာအာကျွန်တော်အမြန်လမ်းကျွန်တော်ဘယ်ပုံမှာကျွန်တော်ရန်ကုန်မြို့ဘယ်နားမှာဒီကောင်ပြောရဲလားပြောရဲလားအဘနဲ့ကျွန်တော်နဲ့မန္တလေးတော့လေအောင်တော့လေမဲရဟာမင်းဒီဒီမတင်နေဦးလေဘာရော နန်းလွင်းနဲ့ဟိုရှော့တိုက်တုံးပြစ်ထားတာမကြသေးဘူးသူကမနေ့ကမှပြစ်ထားတာအဲ့ဆိုပါဟိုပါလေးတို့ဟိုဆရာသမီးတွေလေအပန်းဖြေလို့ရအောင်စစ်တွေပဲသွားမှာစစ်တွေပဲကောင်းနေတော့ရာအာမေငလပီမာလေးအာငပလီမာဟိုင်းငါစားဟုတ်တယ်အဲ့ငပလီမာငါတို့လားအေးဟိုင်းသွားလို့မရဘူးလေကွာဘာဖြစ်အဲ့မှာအေးအေးရှိလို့လေကွာဟာအဲ့တော့တနင်္လာရီတိုင်းဘုံပြင်းလို့ပါတော့ဘုံပြင်းပြီးငါတို့ဒီကျုံငါတို့ကူးမေငါတို့ကဒီမှာလောင်းကစားဟာ ဘုတ်ပြင်းလည်းမတော်လို့မရဘူး။အဲဆိုလေဘာလို့လဲတနိုင်ငံလုံးဘာလို့သွားလို့ရတယ်နေတနေရာမှမရှိတော့ဘူး။အော်ရှိတယ်ရှိတယ်ရှိတယ်။နေရာတော့6လုံးတန်းဟိုဘက်ထိတ်နေဒီဘက်ထိတ်ကလည်းသွားလို့ရတယ်။အော်အဲ့ဒါကျွန်တော်ဒီရေကွက်ဝဲရလေအဲ့6လုံးလေး6 6လုံးတန်းဆိုရင်6လုံးလေးတော့ပြည်6လုံးတန်းရဲ့ဟိုဘက်ထိတ်ဒီဘက်ထိတ်မှာပဲလုံးပါဗော။အော်မင်းကလည်းအခုရေကွက်ဝဲတော့မှအခုဘယ်လိုလုပ်မလဲမင်းမနက်ကတော့အပိုင်းအပိုင်းတင်းနေတော့လေးခွဲတော့ပါအဲအဲ့ဒီမှာဟိုမကင်းကအဲမုံစုံမလေးမကင်းကလိုပဲဟုတ်တယ် အတော်လိုက်အတော်လိုက်ကတော့လှုပ်မှာအဲ့ဒါရှေ့ဟုတ်မှတင်တယ်နော်ဟုတ်ပါအဲ့ဒါရှေ့မှာအဲ့ဒါရှေ့မှာမင်းစင်းသားကြီးရယ်မင်းရွေးကောက်ပွဲလှုပ်တာတကဘာလုံးကရွေးကောက်ပွဲလှုပ်တာတနေ့တည်းတစ်ချိန်တည်းတနာရီတည်းလှုပ်တာလေရွေးကောက်ပွဲစီးရင်ဗုဒ္ဓေကတ်ထားတာလေအမေလေးစီလိုက်တာတိတ်တိတ်ကိုစိတ်လို့တိတ်တိတ်ကိုစိတ်နေတာဘယ်သူမှမပြောဘူးတော်တယ်မကြည့်ကြဘူးဟုတ်ပါပြီဟုတ်ပါပြီအဲ့တော့ငါ့ကိုတတင်းလေးပဲပြောတတင်းလေးပဲတတင်းလေးပဲပြောမယ်ဟုတ်ဟုတ်ဟုတ်အင်းဟုတ်တတင်းလေးပဲကျွန်တော်ပြောမယ်နော်ပြော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 ဟုတ်ဟွာလေအရင်ဆုံးတန်းငယ်လေးကပြောမှာတတင်းတန်းငယ်လေးဟုတ်မဟုတ်ဟိုမန္တလေးကိစ္စငါ ထပ်တည်ကျင်သေးတယ်ဟုတ်ကဲ့မန္တလေးမန္တလေးမှာကိုဘာလို့ဥစားပဲငါအဲ့အဲ့မန္တလေးကိစ္စကမပြည့်ပြတ်သေးဘူးနော်ဟုတ်ကဲ့ဟုတ်ကဲ့မပြည့်ပြတ်သေးဘူးမန္တလေးကလေတော်တော်တနာဖို့ကောင်းတယ်မန္တလေးမြို့သူမြို့သားတွေအခုကတဘာဝဘေးအန္တရာယ်ကြောင့်ငလင်းဆောက်လို့ဟုတ်တာတိုက်တာငလင်းလို့လို့တိုက်တာအဆောက်အဦတွေပြိုးတယ်ပြိုးပြီးပြန်ပြန်မဆောက်ရသေးဘူးအခုအဘားတို့သွားလဲလို့လေဒီမှာမြို့ရိုးကြီးကိုလက်နက်ကြီးတွေထိလို့ထက်ပြိုးတယ်နော်အဘားတို့ မန္တလေးမြို့သူမြို့သားရန်တနာဘူကောင်းတယ်နော်ကွာငလျင်လှုပ်လို့ဆိုမြို့ကပြောပြအောင်မေဟုတ်ငါတို့ရှိကငလျင်လှုပ်သွားတာ9.8နော်ဟုတ်တယ်ငလျင်လှုပ်သွားတာဟုတ်တော်တော်ကိုအခြေအနေဆိုတော့ပျို့သွားတာဟုတ်တယ်အခုဒီပျို့သွားတဲ့ဥစ္စာတွေငါတို့အစ်တတပံငါတို့ပြန်ပြီးပြန်လဲ9.8လား6.8လား9.8 9.8ငါတို့ဘက်ကလှုပ်သွားတာဟုတ်ကဲ့ဟုတ်ကဲ့ငါတို့စကိုင်းနဲ့မန္တလေးလှုပ်သွားတာ9.8ငလျင်လှုပ်သွားတဲ့ဥစ္စာအခုတည်းဒီတစ်နှစ် ဟိုတနေ့တော့ပြည့်6လကျော်နေပြီကျော်နေပြီငါတို့ပြန်ပြီးတော့ငါတို့ဟိုအတိတ်ကငါတို့ပြန်လဲမတိဆောက်ပါသေးဘူးနေပြီးတော့မှာဟောမန္တလေးမှာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အခုငါတို့နောက်မှာလှုပ်တယ်ခုနှစ်တသမာရှစ်ငါတို့ဖိလစ်ပိုင်မှာလှုပ်သွားတာဖိလစ်ပိုင်ဖိလစ်ပိုင်ဩနင်းနေပါငါလည်းဘိုလိုလေးလည်းညက်ပြီးပြောလာအဲ့မှာလှုပ်သွားတာခုနှစ်တသမာရှစ်လှုပ်သွားတာအခုတို့ကကယ်ဆယ်တဲ့လူတွေကယ်ဆယ်တယ်ဒီဘက်မှာပြုတ်ပြင်းနေဥစ္စာတွေပြုတ်ပြင်းနေဟုတ် ဟာကြည့်နေငါတို့လည်းတော့ပြင်းသေးတယ်လှုပ်သွားတာဟုတ်လေသူတို့ကအစိုးရကောင်းတယ်အစိုးရကောင်းတယ်ငါတို့ကအစိုးရမကောင်းဘူးတော့အစိုးရကငါတို့ကတက်လှုပ်ချင်နေတာငါတို့ကကြက်မပြေဘူးဟာသူတို့ငါထိုးထလိမ့်မယ်အခုလက်ရှိကဟိုသာဘယ်သူကအစိုးရလဲဒီနိုင်ငံမှာဘာလို့ကဆိုရဘာလို့လားပါလို့ပြည်သူက NUG လို့ပြောတယ်နော် NUG လို့ပြောတာငါတို့အသိမဲ့လုံးဝမပြူပြည်သူတွေကလည်းငါတို့ကြောက်လို့တာညိမ့်နေလက်တဆုပ်သာ ငါငါမြင်မယ်ဟောငါမြင်ငါမြင်ငါမြင်မယ်ငါမြင်မယ်ငါမြင်မယ်ဟောဘာဒီနားမှာငါငါဒီနားမှာချာချလာတာဟောဘာဘာမြင်မယ်အဘအိတ်ခဲမှာဟောအတိုင်းကြီးအုပ်ချုပ်ဖို့နေတာနော်ကိုယ့်နဲ့ကိုယ်တော်မဆိုးလို့ကိုယ့်ကိုယ်ဘယ်နှထားထားမှန်းလဲဘာတော့အဘတို့တက်ချုပ်ကြီးတော့အဲ့လိုပဲတဲ့အဲ့လုံးတွေအများကြီးလုံရတော့ကွာနည်းနည်းပါဟိုတတိတိနည်းနည်းမေးအိမ်နဲ့အိမ်ကြီးလည်းမထွက်ပဲတဲ့အဲ့လိုအိမ်နဲ့မြင်ခွန်းလည်းမထွက်ပဲမင်းတို့ ပြင်ပြတဲ့သတင်းတွေကိုငါတက်ချုပ်ယူငါပြန်တင်ပြရတယ်လေလို့တော့မလို့တော့သူခံတာလေဟုတ်ပါဟုတ်ပါဟုတ်ပါအဘတို့ကအဲဟိုအဘတို့တက်ချုပ်ကြီးတော့လေအဲ့လိုပဲလောကယူဘောင်ခတ်ပြီးတော့ကြည်နေတာနော်ဘောင်ခတ်ပြီးကြည်နေပြီးတော့လေတို့ကဟိုဘယ်ရာမှတို့အမြင်မကြည်နေလင်ဦးတရားအမြင်မကြည်လေဦးအမြင်မကြည်လေဦးအဘတို့ဟုတ်ဟုတ်ပြစ်တည်ကြီးပဲကတော့တွေ့ဟာဟေ့ရပြန်ဆိုတော့မျက်စိမကောင်းလို့တက်ထားတယ်ကွာလောကယူဘောင်ခတ်ကြီးတယ်ဘောင်ခတ်ကြီးတယ်မပြောနဲ့လေဟုတ်ပါပြီဟုတ်ပါပြီဗျအခုကျွန်တော်ညနေပိုင်းမှာရရှိလာတဲ့သတင်းလေးကိုတင်ပြပေးမယ် ဟုတ်ပြီဟုတ်ပြီเนาะအဲ့ငယ်လေးတင်ပြချင်တာကလူလိုပြောလူလိုပြောလူလိုပြောညမနေ့အော်တိုဘာလ၄ရက်နေ့ပေါ့ညနေ9:00နာရီလောက်မှာเนาะ9:00နာရီနဲ့35မိနစ်လောက်မှာငန်းလေးမုံရလမ်းပေါ်မှာကျွန်တော်ဘာလဲဆိုတော့ပြည်သူတွေကိုအနိုင်ကျင့်ပြီးတော့စက်ကြီးကောက်ခံတဲ့ဂိတ်ရှိတယ်လေပါရဲ့နော်အဲ့မှာတန်းငယ်လေးတို့ရဲ့နော်ပြည်သူတွေကစက်ကြီးကောက်တယ်လို့မပြောနဲ့ငါတို့ခွန်ကောက်ဘိန်းကွန်လို့ကားကွန်တို့ငါတို့ကောက်ဘိန်းကွန်ကောက်သူကအဲ့ဘိန်းလိုက်ထမ်းပေးတာဟုတ်လားအဲ့လိုမျိုးငါတို့ကဒီ ဘူဝိုင်ပြောက်မဟုတ်ဘူးလေကွာစက်ကြီးကောက်ဆိုစက်ကြီးကောက်တယ်ဘောဘာရဲ့ဒါဆိုရင်ပြောင်းလိုက်မယ်အနိုင်ကြီးခုံကောက်နေတာအနိုင်ကြီးခုံကောက်နေတာပြည်သူတွေကိုသွေးစုံနေပူဆိုးသွားတယ်နော်ပူဆိုးသွားတယ်ဟုတ်ကဲ့အဲ့တဲ့လေးနဲ့ဒါရှိရင်ပူပြောကျင်နေတာပါနော်ပြောက်ဘူးကပြောတာမင်းပြောမှာတန်းငယ်လေးမဟုတ်ပြည်သူတွေကပြောတယ်ပြည်သူတွေကပြောမှာပြည်သူတွေကအဲ့ပသိမ်မောင်ရဟိုလမ်းပိုင်းမှာပေါ့နော်ကျွန်တော်တို့ပြည်သူတွေရှိရနေပြောကောက်ခံနေတဲ့ဂိတ်ရှိတယ်ပေါ့အဲ့ဒီကိုမှာကျွန်တော်တို့ဘယ်လိုပြောမလဲမုံရခိုင်ပြည်သူကာကွယ် နော်တရင်တရင်လေးတရင်ဒီမှာလေးခွဲလေးခုရှိရတယ်ဟုတ်ငါသိတယ်ငါသိတယ်မိเจ้าမင်းရင်ငယ်မပြနဲ့ဘုန်းကြီးစာမချနဲ့တက်ခွဲနှစ်မှာဗောနော်တက်ခွဲမှုတွေညာနေပြီရောအဲ့ဒါကတော့ငါသိပါတယ်ဟုတ်ဟုတ်ဘုံရခင်ကြားပြတ်ပြီးရောတဲ့အနာသက်ဖို့အတွက်ကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်တာတဲ့ကျွန်တော်တို့သုံးပွဲချင်းပြီးတည်ဆုံးနေတယ်ဗျာနော်ဒီငါတချို့ကငါပြောရမယ်တချို့ကလည်းပြောရမယ်ငါတို့အောက်က ငယ်သားတွေလည်းငါအခုလုံးပြတိုင်းမှုတွေပါတယ်ဆိုငါအခုပြောတာမေမန္တလေးနဲ့ပတ်သက်လို့မန္တလေးရဲ့ပတ်ပတ်လေမန္တလေးနာမည်ပါတဲ့မြို့တွေမန္တလေးပိုင်လာတဲ့နေနမိတ်တွေအကုန်လုံးကိုမတော်ကြပါနဲ့ ဟုတ်ပါပြောတာဘာလို့ဆိုရှော့လိုက်တော့ဥစားမိမိတာလေဆွေးတာကျွတ်ပါကျွတ်ပါကျွတ်ပါလေကျွတ်ဘူးတုံးသေးတယ်ဗာတုံးသေးပြီမဲ့ဘာဘာမှမဖြစ်ပါဘူးဘာဖြစ်လို့ဆိုနောက်ထပ်စစ်ချောင်းထိုးလာတဲ့ဟိုပေါ့နော်စစ်ကူပေးဖို့လာတဲ့ဟိုအယောက်30လောက်ရှိတယ်စစ်သားတွေအဲထက်တယ်ပေါ့အဲ့မှာဒုတိယတစ်ချိန်ထပ်မိုင်းဆွဲတာ12ဦးတန်ရာရတယ်အဲ30နေကနေ12ဦးတည်ပါတယ်ဟာတည်ပါပါဟာပေါ့ဘာဟုတ်တည်ပါပါလေ ဆစ်ဆစ်ကူပေးဖို့လာတာအဲ့လမ်းမှာမိုင်းဆွဲခံရတော့ဒဏ်ရာရသွားတာနော်အဲ့တော့ဒီမှာလူတွေပဲဘလောက်ပဲတည်တည်တချို့တတိရှိတယ်နော်ဟုတ်တည်မှာမကြောက်လို့သူကပီဒီယာရှောက်ပြီးတော့မန်းရပြေဖို့သူကသွားလေဟဲ့ဘယ်လိုမျိုးတည်တည်မှာမကြောက်တည်မှာမကြောက်လို့ပီဒီယာရှောက်ပြီးတော့မန်းရပြေပွဲကိုသူကသွားလိုက်တာဒီလောက်လုံကြုံရေးထူထက်အောင်ချပြီးအဲ့ဒီခန်းမာတွေကိုဝင်မဲ့ပုံကိုတွေကစားဖုံးနေပတ်စံအိတ်တွေအုတ်ထုတ်တွေအောင်ဘာမှမဆောင်းအောင်ပဲဒီလောက်လုံကြုံရေးတင်းကျပ်အောင်ထားတာအဲ့ဒါကို ဘာလဲပေးမှာမကြောက်လို့ပေးတရားလျှောက်တယ်အေးလေအများမြင်အဲ့လိုမြင်အောင်လို့သူဖန်ပြီးထားတာဒါကြောင့်လေတော်လိုင်းရဲဘော်တွေကလေအဲလုံးလို့ရတယ်ဆိုတော့ပြလိုက်တာပပလေးပပလေးပုတ်လိုက်တာအဲ့ဒါဆိုရင်ဥစားဘာလဲတော်လိုင်းရဲဘော်တွေနဲ့ PDF တွေကနေပြီးတော့အာတက်ချုပ်လှုပ်ရှားနေတဲ့လူဟာနော်တက်ချုပ်မအားလားခမည်းတိအောင်လို့ကျုပ်တို့ကနေတော့ တန်ကြောင်းခောက်လိုက်တယ်ဆိုတဲ့သဘောလားတရားတရားပဲတရားပဲဘာမှဝင်တဲ့လူကြောင်းကိုနောက်မှပြောတတိမဲ့ပြောမှာဝင်တဲ့လူတွေဟိောက်တက်ချုပ်မင်းတို့ငါတို့ပဲတက်ချုပ်လေဘာဘာမဝင်တာလဲမဟုတ်အဲ့တတိကပြောပြီးသွားပြီပြောပြီးသွားပြီတော့ခုတတိတတိလေးနောက်တတိလေးเนาะနောက်တတိလေးဒီကကြတော့တန်းကလေးပြောချင်တာဟုတ်မင်းထောက်တတ်တာဝါနေမေးရွှေ့ချင်းเนาะရွှေ့ချင်းရွှေ့ချင်းလာပြီအမခမရငါးကိုရှိတက်ရင်ပေါ့နော်ဟုတ်ပြီအဲအဲ့ခမရငါးကိုရှိတက်ရင်လေးကိုကျွန်တော်တို့ဟော ဟိုတော်လိုင်းတက်ဖွဲ့တွေရာနေပြီးတော့ဘာလို့လဲဆိုတော့ဟိုကြားပြတ်ပြီးတော့အနာသက်တာပေါ့နော်လက်နဲ့ကြီးနဲ့လက်နဲ့ကြီးနဲ့ပြစ်တာလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်တာတဲ့စစ်သားနှစ်ဦးအပြင်းထန်ထန်ရာရရှိတယ်တဲ့ဗါရေနော်အဲ့လိုဟိုသာအပြင်းထန်ထန်ရာရရှိပြီးတော့နောက်တဲ့တစ်ခါကျတော့ကျွန်တော်စနိုက်ပါနဲ့လမ်းပစ်လို့နော်တေဆုံးတဲ့လူတွေလည်းရှိတယ်အဲ့လိုတေဆုံးတဲ့လူတွေကိုကြတော့ ကျွန်တော်တို့ဘယ်မှာတကြူလဲဆိုတော့ဘယ်မှာတကြူအဲ့စကန်ဘေးမှာပဲတကြူရတယ်ဟိုတင်းကြိုင်းတော့မသွားနိုင်တော့တင်းကြိုင်းတော့မသွားနိုင်ဘူးအဲ့ဒါအဲ့ဒါအဲ့ဒါဘာဖြစ်လို့မသွားနိုင်လဲသိလားဘာဖြစ်လို့ဩတော်လိုင်းအဖွဲတွေကနေပြီးတော့တို့လေဟိုသာညက်ပိတ်ပြီးတော့ဘာလုပ်လဲဆိုတော့လက်လက်ကြီးနဲ့လှမ်းထူးလိုက်အဲ့ဒီကိုဟိုစနိုက်ပါတွေနဲ့လှမ်းပစ်လိုက်ဆိုတော့အဲ့တက်သေးကနေထွက်ကိုမထွက်နိုင်ဘူးလေဗျာဟုတ်ဘူးမဟုတ်ဘူးမင်းတို့ကအဲ့ဒါတွေမသိတာမင်းတို့ကပြောပြမယ် ဒီတက်တွင်းထဲမှာအခုစနိုက်ပါနဲ့လမ်းပြလို့လက်နဲ့ကြီးနဲ့လမ်းပြလို့တေးွားတဲ့လူတွေဟုတ်တင်းချောင်းကိုသွားချလို့ငါတို့ကရတယ်တင်းချောင်းကိုငါတို့ကားကြီးတွေနဲ့ငါတို့သွားချလို့ရတယ်ဒါပေမဲ့ငါတို့ဘာလို့မချလဲသိလားတက်ထဲမှာပဲတက်ချန်ဒီယိုးမှာပဲဘာလို့မြုပ်တာလဲဆိုတော့သူတို့ရဲ့ဝိညာဉ်တွေအကုန်လုံးလည်းငေါတွေကနေပြီးတော့ထုတ်ကြိုင်လာတာဩဘယ်လိုတက်ရမလဲဩဝိညာဉ်တွေတန်တမင်းဩဟုတ်ပါဘူးတင်းချောင်းကဒီကောင်တွေကငေါတွေကအလွတ်မပေးဘူးဟုတ်ပါပြီဟုတ်ပါပြီအဲသဘောပေါက်တယ်နော်ရဲဘော်မသိသေးတော့ငရဲမသွားနဲ့ဒီမှာထက်တိုက်ဝိညာဉ်တွေ ထက်တိုင်းဒါပဲ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 မိစ္ဆာတက်ပေါ့နော်မိစ္ဆာတန်တော့တော့ဖိစ္ဆာကတ်ပေးလိမ့်မယ်ဟာဘုရားဝိညာဉ်လေးဆိုတာမိစ္ဆာလေးပါဖြစ်သွားပြီအာမိစ္ဆာတန်လို့ပြောတာပါဟာဟာမင်းတို့မင်းတို့အရင်ကပြည်သူကပြောတာမိစ္ဆာတန်မဟုတ်ပါတဟိုးတက်ပါတဟိုးတန်ဓမြတက်ပါသေးတယ်နော်ဗိတက်လည်းရှိသေးတယ်ဟောအဲ့ဒါအဲ့ဒါလေးပြောမယ်အဲ့ဒါလေးပြောမယ်ဘာလို့အဲ့ဒါလေးပြောမှာဘာလို့အဲ့ဒါလေးပြောမှာလဲဟုတ်လေဒီတဟိုးတက်အကြောင်းပြောမယ်လို့ပြောတာ နော်တော်လိုက်တော့ဒီကတော့ကျွန်တော်တို့ဒီကရန်ကုန်တိုင်းရန်ကုန်တိုင်းဟုတ်ပြီဟုတ်ကဲ့ရန်ကုန်တိုင်းကျော်တန်လင်းမြို့နေတန်လင်းနော်တန်လင်းမြို့နေမှာရန်ကုန်ဆိုတော့ရန်နေကုန်မလို့ရန်ကုန်တော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာနော်နော်နော်မနေ့ကလည်းကျင်းမောင်းမောင်းပြီးွားရေလားဟုတ်ပြီဟုတ်ပြီအော်ရန်ကုန်မောင်းပြီးွားရေကကျွန်တော်ရန်ကုန်တိုင်းကျွန်တော်တို့ဒီတန်လင်းလေးဘာဒီကောင်ဒီကောင်ကျင်းမောင်းတော့တန်လင်းမြို့နေမှာတဲ့ကျွန်တော်အောင်ချမ်းသာရက်ွက်ဆိုတာရှိတယ်တန်လင်းတန်လင်းအဲတန်လင်းမှာကျွန်တော်အောင်ချမ်းသာရက်ွက်အဲအောင်ချမ်းသာရက်ွက်မှာရှိကျွန်တော်အေးသစ္စာတဲ့အေးသစ္စာရှိတဲ့နေအိမ်တစ်လုံးဟုတ် နော်နေဟိန်တလုံးကိုတဲ့ကျွန်တော်တို့ရဲ့ဒီစကားမတတ်တည်နေကျွန်တော်တို့ဒီပြူစောဒီလူမိုက်တွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့လူလူရက်မှုဖြစ်ပါတယ်ခိုးတယ်ဝင်ခိုးတယ်ပေါ့ဗျာနော်ဓမြတိုက်တယ်ပေါ့နော်အဲ့ရဲ့ဖြစ်စဉ်ကအချမ်းသာအေးတစ္ဆာကငါတို့ရင်နှုံးကဥစားလေးအဲ့ကအိတ်တော်တော်မြမ်းမြောက်ဟိုလေးမိုးစိတ်ဥစားလေးကြော်ညာတင်ငါတို့ငယ်တော့တိဘူးတယ်မိုးစိတ်မိုးစိတ်တိုက်ရှိတယ်နော်အဲ့မိုးစိတ်တိုက်တော့ဘာလို့အဲ့မှာရှိတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါအဲ့ဒါကဖြစ်စဉ်ကဘာလဲဆိုတော့ကျွန်တော်တို့ကဒီဒီစစ်ကောင်စီပေါ့နော်စစ်ကောင်စီစကားမ အာစက္ကမကျွန်တော်စက္ကမနေကျွန်တော်လည်းဒီတက်သားတွေပါမယ်ပြီးရင်ကျွန်တော်တို့စက္ကမမရှိဘူးအဲစက္ကမမရှိပါမယ်ပြီးရင်ကျွန်တော်တို့ဒီပြူစောဒီဒီတန်လင်းကပြူစောဒီကျွန်တော်လူမိုက်ကြော်ကြီးဖွဲ့ပေါ့အဲလူမိုက်ကြော်ကြီးဖွဲ့အဲ့အဖွဲ့တွေကဘာလို့လဲကျွန်တော်တို့ဖွဲ့နေအဲ့လူမိုက်ကြော်ကြီးဖွဲ့ပေါင်းပြီးတော့ဒီအရက်ဝစ်တွေနဲ့ကာတုံးစီးနဲ့အဲ့အိမ်ကိုတွားတယ်အဲ့အိမ်ကိုတွားပြီးတော့အဲ့အိမ်ပန်ရှင်တွေကိုကျွန်တော်တို့ကဓမြတိုက်တယ်ပေါ့ဗျာဓမြတိုက်တာပတ်စံဘယ်လောက်တိုက်လဲဆိုတော့300ကျော်လို့လူသွားတယ်တဲ့အင်းတော့ဘူးပြည်သူပြည်ချွေးနေတာတွေကွာဟုတ်ကဲ့ပြီးတော့ကျွန်တော်ပြောပါမယ်အဲ့ဒီတန်လင်းမှာဘာဖြစ်နေလဲဆိုတော့အဲ့ပြူစောဒီးဆိုတော့ကြော်ကြီးဆိုရဲသူ အဲ့ကျော်ကြီးဆိုရင်လူကဘာအတွက်ဘာလောက်ရလဲဆိုတော့ဒီတန်လင်းမျိုးတွင်းမှာရှိတဲ့ကျွန်တော် KDB တွေရှိမယ်အင်းနော်ပြီးကျွန်တော်မွေးစေဝါရောင်းဝယ်မှုတွေလုပ်တယ်ပြီးအဲ့ KDB ကနေပြီးတော့ကျွန်တော်လစဉ်ကြီးဆိုကျွန်တော်စက်ကြီးပုံစံမျိုးနော်တောင်းတယ်တိုင်းကြီးလိုင်းကြီးလိုင်းကြီးအဲ့အောင်တောင်းပြီးတော့ဘသူ့ကိုပေးရလဲဆိုတော့ဒီကျွန်တော်ဒီတန်လင်းမျိုးနယ်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဟိုတက်နေမှုအင်းအဲ့တက်နေမှုဆိုတာတိတ်လစဉ်လစဉ်ပေါ့နော်တိတ်ကိုယာနဲ့ချီပြီးတော့ပေးနေရပါတယ် သူကရှာဖွေပေးနေရတာအဲ့လူမိုက်ကြော်ကြီးဆိုတဲ့အဖွဲ့อ่ะအော်သူတို့လည်းသူကအဲ့ဒီယူဆာကမင်းမထရိုင်ဇာထရိုင်ဇာစားနေတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကိုဘာလို့ရလဲဆိုတော့အဲ့တက်နေမှုရဲ့ဟိုတလတလပေါ့ပြောရမှဆိုရင်ငွေငွေကိုဒီလူမိုက်ကြော်ကြီးဆိုတဲ့အဖွဲ့ကနေပြူစောကြီးဖွဲ့ကနေရှာကြံပြီးရှာပေးနေရရှာပေးနေရတယ်အဲ့ကြောင့်သူတို့မဖမ်းပါဘူးဆိုတော့တရင်တို့ရရှိပါတယ်ဗျအော်เออตรุบ่มาพั้นมิแม้งาโลดิบักอ่ะชินๆโกชินๆเย่ดิดิสิตาดิอ่ะมาพั้นมิแม้ မကြမီချိန်တော်တွေမှာကြော်ကြီးတော့ခေါ်ဒီခံရတော့မယ်ဒါကတော့ဒီတိုင်းနဲ့ပြောရနော်အဲဒီဆက်လက်ပြီးဆိုရန်ကုန်တိုင်းပဲရန်ကုန်တိုင်းကြော်ဒီကကြော်ကြော်မယန်းကုန်ဟုတ်ပြီအဲ့မယန်းကုန်မျိုးနဲ့တရက်ကွက်ပေါ့နော်မယန်းကုန်မျိုးနဲ့တရက်ကွက်မှာရှိတဲ့ကျွန်တော်အုတ်ချုပ်ရည်မှုအုတ်ကြီးအုတ်ကြီးဘယ်သူလဲဆိုတော့ကျွန်တော်တို့တောက်တိုင်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 ဟုတ်ပြီဟုတ်ပြီစိတ်ဝင်းမြင့်စိတ်ဝင်းမြင့်အာအုတ်ကြီးစိတ်ဝင်းမြင့်ပေါ့နော် तू ကဘာလုပ်လဲဆိုတော့ဘင်းအောင်ပွဲရောဘင်းအောင်ပွဲရောမှာရှိတယ်ပြီးတော့ဘင်းအောင်ပွဲရောလမ်းဆောင်ပေါ့ဘင်းအောင်လမ်းဆောင် ်ပြီးတော့တမိုင်းလမ်းစုံလို့ပါလို့အဲလမ်းစုံနေလမ်းစုံနေမှာတဲ့ကျွန်တော်တို့ဒီလမ်းစုံမှာဂျမ်းပုံလို့ ရှိတယ်ပေါ့ဂျမ်းမုံလုံးမို့အဲ့လမ်းဆုံးလမ်းဆုံးတွေကဘာလို့လဲတော့နှီးကင်းကြောင်တောင်ကြီးကိုကျွန်တော်ပေါ်တာတွေကိုစွဲနေပါတယ်တဲ့အဲ့စိတ်ဝင်မြင့်ဆိုတဲ့သူကနှီးကင်းကြောင်တောင်တော့မစွဲနဲ့လေကွာဘာလို့လဲဆိုတော့နှီးကင်းကြောင်တောင်ဆိုလူတွေတိတယ်ကွာဓာတ်ပုံတွေဗီဒီယိုတွေတနေရာချိုက်ပြီးတင်လိုက်ပြီငါတို့ကငါးပါးမှောက်ဟုတ်ပါလာပြီအဲ့ဓာတ်ပုံဗီဒီယိုတွေလည်းကုန်ပါလာပြီကျွန်တော်တို့ဒီ Facebook မှာလို့ပါအခုပြန်နှံ့နေပြီနော်အဲ့တော့ပို့သနိုင်ငံတကာကိုရောက်ပြီမကြခင်လေဘာလို့တင်ဖို့သာမင်းမင်းတော့အေးအဲ့ဒါငါပြောရမှာလေပြပါလေမင်းတို့ကဟုတ်ဒီကကြတော့ဟိုတကောက်ကျွန်တော်အဘအကိုတင်ပြခဲ့တဲ့သတင်းလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အဘတို့ရဲ့ဒီရေကောက်ဘွဲဝေပြန်မယ်ကြန့်ခိုင်ပါတီ အဲ့ပါတီမှာကျွန်တော်နှစ်နှစ်ချမ်းကွဲနေတယ်တက်ချုပ်ယူဘက်ကိုပါတဲ့တချမ်းနဲ့ကျွန်တော်အောက်ချင်းဖွင့်နေနှခမ်းနှချမ်းနှချမ်းခွဲနေမှာ၃ချမ်းခွဲနေတာတက်ချုပ်ကြီးဘက်ကတတ်တတ်တချမ်းဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အောက်ချီကတတ်တတ်တချမ်းဟုတ်ပြီးတော့လက်ရှိဥက္ကဋ္ဌဘက်ကတတ်တတ်တချမ်းဘာလို့လဲဆိုတော့လက်ရှိဥက္ကဋ္ဌလည်းသူတမရဖြစ်ခြင်းနဲ့တမရဖြစ်နေတက်ချုပ်ကလည်းငါတမရလုံးမယ်ဟုတ်ပါပြီဟုတ်ပါဘင်းဥစ္စာလုံးဆိုဒုတမရလုံးဆိုအဲ့ဒီမှာသူကမကြည်လည်ဘူးဖြစ်နေတာဟုတ်ကဲ့ပါအဲ့လိုဒီလိုနှချမ်း၃ချမ်းခွဲနေတဲ့အချိန်မှာထပ်ပြီးတော့ဟို ထက်ကွဲမဲ့အစီအစဉ်တွေရှိလာပြီเนาะအဲ့ဒါဘာလဲဆိုရင်ကျွန်တော်ရေပြူမြို့နယ်မှာရေပြူမြို့နယ်မှာဖြစ်တာအဲ့ဒါရေပြူမြို့နယ်တဲ့ဒဝဲအထူးစီစီးပွားရေးဇုံဧရိယာအတွင်းအင်းเนาะအဲ့မှာကျွန်တော်တို့ဒီစေယုံတွေပါညာရှိမှာပေါ့နော်ရှိတာပေါ့ရှိတာပေါ့ရေရှိရကျွန်တော်ကျေးရွာတွေလည်းရှိတယ်ရှိတယ်ရှိတယ်အဲ့ဒီကျေးရွာတွေကိုတဲ့ကျွန်တော်တို့ဒီကျေးရွာတွေမှာရှိတဲ့နေအိမ်တွေကိုကျွန်တော်တို့ရဲ့စကားမှဟိုစစ်ကော်မရှင်တက်ကြီးကနေပြီးတော့ကျွန်တော်မီးရှို့ရွာတွေကိုမီးရှို့အဲ့ဒီရွာတွေကိုမီးရှို့ရတဲ့နေရာမှာကျွန်တော်ကြန့်ခိုင်ရေးပါတီကနေပြီးတော့ကျွန်တော်ဝင်ရောက်ပြီးတော့အရွေးခံမဲ့လွတ်တော်ကိုယ်စားလှယ်ရဲ့နေအိမ်တွေပါသွားပါတယ်ဟုတ် ဟာရဟုတ်ကဲ့ခလုံအဲ့ဒါအဲ့ဒါဘယ်လိုဖြစ်လာလဲလုံချိုရင်မပေးထားဘူးလားလုံချိုရင်မပေးထားတာမဟုတ်လေကျွန်တော်ခုနပြောဆိုနှစ်ချမ်းသုံးချမ်းသုံးချမ်းကွဲတော့မယ်ဆိုတော့အဲ့ဒါပဲတိတိကြီးနဲ့လောက်တာပါရဲ့ဒီလိုလွတ်တော်ကိုယ်စလဲအိမ်ဆိုတာမသိစရာအကြောင်းမရှိဘူးအဲ့ဒါအဲ့ဒါဆိုရင်မင်းကိုယ့်ချင်းချင်းလက်ထောက်ချတာနဲ့စရဲချိုးပလိုက်တဲ့သဘောအဲမင်းတို့ငါတို့မကျေနပ်ဘူးလားမကျေနပ်ရင်ငါတို့ဒီလိုလုပ်လို့ရရဲဆိုပြီးတော့လုတ်ပြလိုက်တာနော်ငါတို့ကြိုက်တဲ့လောက်လူထဲ့မယ်မင်းတို့ပါတီကိုငါတို့ကြိုက်တဲ့လောက်လုပ်မယ်မင်းတို့ခေါင်းမမဟာနဲ့ဟာလို့ကတော့ အဲ့မှာအခုနမူနာပြလိုက်တာမင်းကြံတဲ့လူတွေအဲ့လိုထပ်ပြောထပ်ပြောထပ်ရှို့မယ်เนาะအခုအခုလည်းငါတို့ကဘာဥစ္စာဖြစ်လဲဆိုတော့ဒါဥစ္စာပေါ်တာဒါမင်းတို့ဒီဘက် channel တော့မဆိုင်ဘူးကွာဒါမဆိုင်ဘူးဆိုပြီးလည်းပြောလို့ရတဲ့ဥစ္စာတခုရှိတယ်ကွာဟုတ်အဲငါတို့ကဒီမိုးကုတ်ကိုငါတို့ကအရငါတို့ကပြန်ယူဖို့ငါတို့ကရှိတယ်ဒါမိုးကုတ်ကိုအရပြန်ဖို့လုပ်တယ်မိုးကုတ်မြို့မှာရှိတယ်ပြည်သူတွေကတော့အဲသူတို့ကတော့ဒီ ဒုက္ခရောက်အောင်ပဲပေါ့ကွာငကိုလည်းဒုက္ခရောက်နေရပါဘူးအခုဒီဒီခါကငါတို့မိုးကုတ်ကငါတို့မြေမြန်းနေငါတို့မသွားလို့ဝင်ရနေပြီးတော့အကုန်တလက်ဆက်ငါတို့ကကျဲတော့မှာဟုတ်ပါပြီမိုးကုတ်မြို့မှာရှိတယ်ဟိုလူတွေပါတယ်အကုန်လုံးလက်တို့ပြီးတော့မင်းပြောထားနေတော့မိုးကုတ်ရှောင်ရှားခိုင်းတယ်ရှောင်ရှားခိုင်းနေတော့ဘာလို့လဲဆိုတော့တခါခါကျရင်ငါလည်းကွာပြည်သူတွေကပြည်သူပဲငါလည်းစိတ်ကောင်းရှိပါတယ်ဟုတ်ပါပြီအဘအဆက်လိုက်ပြီးတော့တရင်လေးတင်ပြမယ်ကြာမီချိန်တော့မိုးကုတ်ကိုဝင်ရနေပြီးတော့ အရာယူတော့မှာဟုတ်ကဲ့ပါအဲ့ဒါလည်းအကုန်အကုန်လုံးတည်တယ်တည်တယ်တည်အဘာလို့လူမဆန်တာလုံးမယ်ဆိုတာလည်းတည်တယ်အဲ့ဒီဘောတော့ရဲရဲဆက်ဆက်ကတော့တတ်မှာဟာရောအဲ့လိုဒီမပြောငါအဲ့ဘက်ကမဟုတ်ဘူးလေကွာမိုးကွာလူတို့မှာရှောင်းဝိုင်းနားတယ်လေအဲ့တော့ဘာဟိုဟိုဟိုပြစ်လိုက်ရင်ဘာအလင်းဝင်လိုက်လေသွားလေအလင်းဝင်ရင်မင်းတို့မှမပါတော့ဘူးကွာကျွန်တော်တို့အစင်သစ်ပဲအမဆင်းသစ်ဟာရောအဲ့လိုတော့လည်းမချဘူးလေကွာဒီတက်ချုပ်ရဲ့စို့တွေကတော့အကုန်လုံးကတော့ကြည်တာတက်ချုပ်မလုံးနိုင်အောင်အဲ့တော့မှခွိုင်းဟုတ်ပါပြီဟုတ်ပါပြီဟုတ်ပါပြီအဲ့ဒီချိန်ကိုကျွန်တော်လည်းစောင့်နေရပါနော်အဲ့တော့ဆက်လက်ပြီးတော့ဒင်းလေးတင်ပြပေးဦးမယ်ဒါကလည်းအဘလို့ရဲ့လူမဆန်မှု ော်လုံးပြန်ပြီကွာတချို့လူမဆန်ဘူးလို့ပြောပါငါလူမဆန်ဘူးလို့ပြောနေမင်းနဲ့ငါနဲ့ငါတို့တော့ပဲတွေ့နေရတယ်ငါလူဆန်လားမဆန်လားမင်းတို့နှစ်ယောက်သိတယ်ကွာဟုတ်ပါပြီကျွန်တော်ကတူညီသော uniform ကိုဝတ်ထားရင်တော့ကျွန်တော်ကအကုန်လုံး design နဲ့ပြောပါဒါပဲမင်းတို့နှစ်ယောက်လည်းပါတယ်ဟုတ်ပါပြီဟိုလေးလေးပေါ်ရင်ဟိုသာတရင်လေးလေးကိုလေးနည်းနည်းမြဲမြဲလေးပြောဒီနေ့ကနော်တရင်ကျွနာနီးနေပြီဆိုတော့လေဟိုအမျိုးတွေလာလေလို့မန္တလေးကဟိုအမျိုးတွေလာလေလို့အမျိုးတွေလာလေတာမလုံးနဲ့တက်ချုပ်ကိုမနေကနေပြီးတော့ဗာနဲ့လေနော် short တိုက်တုံးနှလုံးနဲ့ကရော့လိုက်တာလေဟုတ်ပါပြီဟုတ်ပါပြီဟိုတံဝင်းချည်တယ်နော်တော လိုင်းကြီးတက်ဖွဲ့ဝင်နေနဲ့ PDF ရဲဘော်တွေကတာဝန်ကြီးတယ်ဟုတ်ကဲ့တာဝန်ကြီးလူကြီးကိုလူကြီးမှန်းသိတယ်ရှော့လိုက်တော့နှလုံးနဲ့ခရော့တာဟုတ်ပါပြီဟုတ်ပါပြီဒီကလည်းထပ်ပြီးတော့ဘာလို့လဲဆိုတော့လူမဆန်မှုပြောမယ်နဲ့တလင်းမျိုးနဲ့တဲ့ဈေးကုန်းကလေးရက်ွက်မှာနော်စိတ်ဝေဒနာရှင်ခံစားနေရတယ်ကျွန်တော်မောင်စောရန်နိုင်ဆိုလည်းပြည်သူလေးတူစောရန်နိုင်เนาะလူငယ်လေးတူအဲ့လူငယ်လေးလူငယ်လေးတူပါခွဲအဲ့ဟာအဲ့လူငယ်လေးတူဟိုတဲ့အဘားတို့ရဲ့ဒေါက်တိုင်နေဖြစ်တယ်ကျွန်တော်အုတ်ချုပ်ရေးမှုဖြစ်တယ်ပြင်သေး အုတ်ချုပ်ရေးမှုတင်ထင်းနေရောအဲ့တင်ထင်းကနာမည်တော်တော်ကြီးနေတော့တင်ထင်းဟုတ်ပြောမလို့ပြောတယ်တော့တင်ထင်းတင်ထင်းတင်ထင်းနေမယ်ဆယ်ကလောက်ရှိပြီဟုတ်တယ်တင်ထင်းဆိုတာအုတ်ချုပ်ရေးမှုတင်ထင်းလူမိုက်တွေအများကြီးရှိတယ်ဟုတ်တယ်နော်အဲ့တော့အုတ်ချုပ်ရေးမှုတင်ထင်းနေနဲ့ယာအိမ်မှုတင်လာတော့ဟာအဲ့နာမည်ရောက်ပါနော်ယာအိမ်မှုတင်လာတော့ဘာလို့လဲဆိုအဲ့စိတ်ဝေဒနာရှင်ခံစားပြီပေါ့စိတ်ဝေဒနာရှင်ခံစားနေတဲ့ကလေးငယ်ကိုဖမ်းပြီးတော့ကျွန်တော်30ပြည့်စုံစစ်မှုထမ်းဖို့ဆိုရောင်းစားပါတယ်နော်ဟာကွာစိတ်ဝေဒနာခံစားနေရတဲ့ကလေးကိုနော် ဟာအဲ့လိုလုပ်တယ်ဆိုတော့ကွာအေးအဲ့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 စီနေတော့မင်းချောင်းအောင်ဖြတ်လိုက်ဘာလို့လဲဆိုတော့သူ့တနက်ပေးလိုက်တာနဲ့သူစိတ်ဝင်စားလေဟမ် ဟိုဘက်ကမပြစ်ဖဲနဲ့ငါတို့ဘက်ကလှည့်ပြင်းသေအောင်ပါဘာလို့လဲဘာသေဘောပါလေသေဘောဒီကောင်ကြီးကခွင်ရခေါက်ပြောင်းတီးလို့မရဘူးအဲ့တက်သားလေးကဘာအိမ်မှာခေါ်ထားလိုက်ပါလားမမ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 ခေါ်ပါမခေါ်ပါဘူးဩဘာလဲဒီခါကြီးကျတော့ယူနေနေရအယူလောက်တာကောင်းနေဘာအိမ်မှာပျော်စရာလေးဘာရတယ်ရတယ်ရတယ်အဲ့အဲ့ကောင်ကခေါ်ထားခဲ့ရင်မင်းတို့ငါတို့ငါတို့တော့တို့ငါပင်သားနေလို့နေရမှာမဖြစ်ဘူးဟုတ်ပါပြီဗျာဒီခါကျတော့တန်းကလေးတင်ပြခြင်းတာဘုဒ္ဓလင်ဘုဒ္ဓလင်နော်ဘုဒ္ဓလင်0ရွာဦးတဲ့0ဟုတ်ပြီကျွန်တော်တို့အကြမ်းဖက်တွေက เนาะမဟုတ်ပါဘူးစတန်တက်တည်းကเนาะနည်းနည်းများသွားပြီနည်းနည်းများသွားပြီဝေရောက်စီးနင်းပြီးတော့ဗောပြည်သူ၅ဦးကိုဖမ်းဆီးကားတဲ့စစ်ဆောင်တဲမြောက်ကိုမီးရှို့ဖျက်ဆီးကြေးရ6ခုမှပြည်သူ9000ကျော်ဘေးလို့ရပြင်းနေရတယ်တဲ့ဗောအဲ့ဒါလည်းဒီလိုกว่าဒီစစ်ဆောင်လိမ့်လိမ့်လိမ့်ဘာလိမ့်မှာဗောမဟုတ်ဘူးလေกว่าဒီစစ်ဆောင်စက်ခိုင်းတွေငါတို့ဘာလို့မီးရှို့လဲဆိုတော့ဒီ စစ်ချောင်းနေရငါတို့ကဟိုဘက်ဒီဘက်လွတ်တဲ့နေရာမှာတို့ကတဲထိုးပြီးတို့ကနေရတယ်အမှမှတို့ကမြို့တွေပေါ်တို့တက်လာခဲ့လေကွာမြို့တွေပေါ်တက်လာခဲ့လို့လို့ရှိရင်လင်းနဲ့ပုံကျဲမယ်လင်းနဲ့ပုံကျဲမဟုတ်ဘူးမြို့တွေပေါ်တက်လာလို့ရှိရင်ဒီလူကနေရောအရောက်တရာတက်လာလားအရောက်90တက်လာလားတက်လာရင်ငါတို့ကမဲစင်းနဲ့ငါတို့ကဘိုင်းစုပ်ကောက်ထက်လဲယုံမယ်လေဟောလာပါပြီမရှိပါသေးနောက်တဲ့ဒရင်ရှိပါသေးတယ်ဒီကကြတော့ကျွန်တော်တို့လူမဆန်မှုပဲနန်းဆန်မြို့ဦးတဲ့နော်နန်းဆန်နန်းဆန်ဟုတ်တယ်ဟုတ်တယ်အဲ့မှာဘာလို့လဲဆိုတော့အဘတို့ရဲ့အဖွဲ့စည်းကြီးကလေလင်းကနေပုံကျဲတယ် နော်ဘုံဘုံကျဲတာယိုးနေပြီလေကွာဘာဖြစ်လဲဘုံကျဲတာဩဘာဘုံကျဲတာတော့ယိုးနေဒါပေမဲ့တေတာလေအခုခလေးငယ်လေးနော်အသက်10နှစ်အရွယ်မောင်စီရအောင်နဲ့နော်အသက်73နှစ်အရွယ်နဲ့ဟိုခလေး6ဦးအပါဝင်ပြည်သူ9ဦးထိမှန်တန်ရာရတယ်ခလေးတွေပဲတေတာခလေးတွေပဲခလေး6ဦးပြည်သူက9ဦးဟုတ်တယ်ခလေးဆိုတာအာပြောရင်ကြရင်ငါတို့မြန်မာနိုင်ငံလူကြီးလူကြီးပြစ်လာမှပြောမှာဗျာလူကြီးပြစ်ဘယ်ကလူကြီးပြစ် တာကောင်းယတနာလေးတွေအဲ့ဘာလို့တတ်နေတော့ဘာလို့ငါတတ်တယ်မဟုတ်ဘူးလေမင်းမထွေးတတ်နေတာလေအတူတူပဲလေအဲ့ဆိုရင်ဘာစိတ်မကောင်းကြအောင်မဆောင်နေနဲ့လေအော်ဟဲ့အောင်ဟာအိမ်ကြီးအိမ်ကြီးထွက်တဲ့ကောင်လည်းမဟုတ်ဘူးကွာမင်းတို့လည်းသိတယ်ကွာဟုတ်ပါပြီဟုတ်ပါပြီတချို့လူမျိုးလမ်းရလဲရသွားနေတာမဟုတ်ဘူးဟုတ်ပါဟုတ်ပါပြီဒါတော့ဘာဘာလို့ကတော့ဟိုဒီလိုပဲပြောမှာပဲအဲ့တော့ကျွန်တော်ကလည်းတင်းတင်ပြစရာရှိတာတင်ပြရမှာပဲအဲ့တော့တန်းငယ်လေးဟိုငွေငါးသတင်းလေးတင်ပြမယ်နော်ဒီကကြတော့ဘာနဲ့တက်ချုပ်ကြီးသိစင်းကြီးညာပြီမလားအေးဘောဟဲ့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 ကျွန်တော်တို့ဆိုတက်ချုပ်ကြီး တို့အဖွဲ့စည်းပဲလေတော့နော်ဒါနော်ဟိုသာတည်စင်းလေးချင်တာဟုတ်ပါပါရဲဘော်တွေတည်တဲ့ဟာလေးကမယ်နော်ဟိုသာ3ရက်10လ2025ပေါ့နော်3ရက်10လ2025မှာမကွေးတိုင်းအထက်မင်းလာမြို့မှာ6ဦးတည်တယ်ဗျအင်း3ရက်10လ2025မှာမကွေးတိုင်းမင်းနှုံမြို့နယ်မှာ2ဦးတည်တယ်ဟာနည်းနည်းညော့သွားတော့ဟော ကွာမမန်ကွာချောင်းပြန်မှာချောင်းဖြစ်ဖြစ်အောင်ကျောလာပဲမင်းကဘာလဲဟာစိတ်မကောင်းဖြစ်နေတယ်မကွေးတိုင်းနမောက်မျိုးနယ်မှာတဦးလင်းဝင်ပါတယ်ဗျနမောက်သားလေးနော်ဟာယောနမောက်ကအဲ့လောက်ကြီးပဲဟုတ်တယ်တနေ့လာကြီးတိုင်းပူလောမျိုးနယ်မှာတဦးလင်းဝင်ပါတယ်ဗျချင်းပြည်နယ်တီးတိမ်မျိုးနယ်မှာတဦးလင်းဝင်ပါတယ်ဗျ အော်တေဆုံးသူနဲ့အလင်းဝင်သူအားလုံးပေါင်းစုစုပေါင်း12ဦးရှိပါတယ်ကွာ12မိငိမ်းွားတာဟုတ်ကဲ့အဲ့ဒါပြင်လို့ဘာဘာမဖြစ်12တော်သေးတာဗောတော်သေးတာဗော12ဦး12ဦးအဲ့ဒါ3ရက်နေ့ကအ3ရက်နေ့ဟာကျွန်တော်မှ4ရက်နေ့ဟာလေးရှိသေးတယ်เนาะအဲ့တော့ဘာလဲဆိုတော့4ရက်ဆယ်လာ2025မှာကျွန်တော်မန္တလေးတိုင်းမန္တလေးမြို့မှာကျွန်တော်3ဦးတည်တယ်ဗောကျွန်တော်ခုနကမနေ့ကပြောရတဲ့နေเนาะပြီးတော့ကျွန်တော် ARV တိုင်းပသိမ်မြို့နယ်မှာကျွန်တော်2ဦးတည်တယ်ဗောပြီးရင်ကျွန်တော်စကိုင်းတိုင်းဟိုဒဇယ်ဒဇယ်မြို့နယ်မှာเนาะဒဇယ်မြို့နယ်မှာတအူးအရှင်ဖမ်းမိတယ်ဗျပြီးရင်ပဲခူးတိုင်းရွှေကျင်မြို့နယ်မှာတအူးအလင်းဝင်တယ်ဗျအင်း ။အဲ့တော့ကျွန်တော်၄ရက်နဲ့၁၀လ2025မှာကျွန်တော်တေတာနဲ့အရှင်ဖမ်းမိတာနဲ့အလင်းဝင်တာနဲ့စုစုပေါင်း6ဦးပါဗျ။6ဦးဆိုပထမ12ဦး။12ဦးနဲ့6ဦး18ဦး။18ဦး။ဟုတ်ကဲ့ပါ။ဟာဒီပုံစံတိုင်းဆိုရင်18ဦးနော်။18ဦး။ဒီပုံစံတိုင်းဆိုရင်တက်ချုပ်ကြီးလုံနေတာအချိုးမပြေတဲ့အတွက်တစ်ခွန်မှာပြည်သူတွေစိတ်ကြုံဖြစ်နေပြီကွာ။